နိုဝင်ဘာ17ရက်နေ့2025ခုနှစ်မှာခွေးပစက်ကနဇကားထွက်ပြီးဘကိုးရေကြီးတို့အင်ခေါမိုးတွေခွေးတက်တဲ့ကိစ္စတွေဖြစ်နေပါတယ်။ဟာဘာတွေလဲလူမြတ်ကျော်မင်းကစကြဲခါခွေးတွေဝတ်တွေနဲ့ဘူလက်လတ်ဆွေဆိုတဲ့အလေနတ်တော်တိုင်းမီကိုဂုတ်သွေးစုပ်ပြီးဘဲပြည်သူလူလူတယောက်ကိုမှကောင်းကျိုးမပေးတဲ့ကောင်စားမျိုးကဒီပစက်က ဗိုလ်ချုပ်ထုံးမြင့်နိုင်ဆိုရဲကျွန်တော်တို့တိုင်းပြည်လူမှုရဲ့တော်လိုင်းကြီးလမ်းပြချေဗိုလ်ချုပ်ထုံးမြင့်နိုင်ကိုဘယ်နာရှိလဲရှစ်အနေအပုံကျဲမယ်အပြက်ချမယ်အမြင့်ဖြုတ်မယ်ဆိုရဲစကားပြောလိုက်ပါမင်္ဂလာပါမြန်မာ new media channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel မှာတတင်းသူတတင်းဦးတွေကိုနေ့စဉ်နဲ့အမျှအစင်ဆက်မပြတ် တင်ဆက်ပေးလို့နေပါတယ်။ခုလိုမျိုးတည်တင်းသူတည်ဦးတွေကိုအချိန်နဲ့တပင်းကြီးကြီးစုနားဆင်နိုင်ဖို့ကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ပေးဖို့ပြောကြားရှင်ပါတယ်။အဲ့တော့ဒီနေရာမှာကနဦးမှာကြားလို့ရာကနေပြည်တော်ကိုသိမ့်ပိုက်ပြီးရှင်တော့ဘူကျုတ်ထွန်းမြတ်နိုင်နေတကွာပူပေါင်းတက်များတော်လိုင်းတက်တွေအားလုံးကိုပြောချင်တာက ဘူလန်လဆွေဆိုရဲကောင်ကိုလက်ပြန်ဂျိုးတုတ်ပြီးနေပြည်တော်လမ်းမပေါ်မှာမျက်ခွက်ကိုသွေးနဲ့ဝိုင်းထွေးဖို့စီစဉ်ပေးပါတစ်ချိန်လုံးတစ်တော်ဘော်က Facebook ဘော်ကအမျိုးမျိုးတိုင်းပြည်နဲ့လူလူကိုဒုက္ခပေးနေတဲ့ကောင်တွေစစ်တပ်ကကောင်ဒီမှန်သမျှအကြမ်းခံရေးပါတီတွေဝင်ပြီးတိုင်းပြည်ကိုဒုက္ခပေးဖို့တဖန်ပြန်ပြီးတော့လုံနေကြပြန်ပြီး ဒါကိုရွေးကောက်ပွဲဆိုပြီးခေါင်းစဉ်တတ်ထားတာအမှန်ကခွေးမီးကောက်ကိုကြည်တော့ဆွတ်လဲပြန်ဖြောက်မလာပါဘူးရုံမာတဲ့စစ်တပ်ဟာရွေးကောက်ပွဲဝင်ယုံမကလို့ဂရုံတုံးပြီးတတလုံးဖုံးကြီးဝစ်လဲငါတို့ကဥချမှာမဟုတ်ဘူးအဲ့တော့ဘူးလက်လာဆွေကျန်ဖို့ပါတီဘိုးကော်မတီဝင်နေပြီးတော့ကောင်စီနေမြေဥက္ကဋ္ဌပုပ္ပတတိမျိုးနဲ့အမတ်လောင်း အေဌာနချုပ်ကိုစုံစမ်းပြီးတော့အော်တိုဘလောက်နောင်ပိုင်းမှာ ရခိုင်ဒေသစီအေးဆိုင်ရာအစည်းဝေးမှာညွှန်ကြားပြီးတော့ဘုံချုပ်ထွန်းမြတ်နိုင်ရှိတဲ့နေရာကိုလောက်ကျန်တက်ဖြတ်ရေးဘုံကျဲရေးအမုတ်ချေရေးကိစ္စတွေဆွေးနွေးတဲ့တရင်တွေတော့ထွက်ပေါ်နေပါတယ်ဒီအောင်အခြေခံပြီးဘူလက်လဆွေဟာအရကတ်တတော်ရင်နဲ့ပူပေါင်းတက်တွေတမူးချုပ်ဘုံချုပ်ထွန်းမြတ်နိုင်ကိုချိန်ချောက်လိုက်ပါတယ် မင်းတို့ကဘာဖြစ်နေလဲဆိုတော့ငါကြီးတော်ဇာငါကြီးတော်ဓာ sorry 1 2 3 go action ငါကြီးတော်ဓာကြီးဆွဲပြီးထွက်သွားလိုက်ထိတ်ကြီး꿰ပြီးပြန်လာလိုက်မြေပြင်မှာရခိုင်စစ်ဒေသနဲ့မကွေးပကိုးအဆက်ရခိုင်ရိုးအဆက်တွေအကုန်လုံးမှာသေတဲ့မသားတွေကိုအာသူဘချနိုင်အောင်အရင်လောက်အောင်ဘူးလက်လာဆွေဒီเจ้าကိုကျွန်တော်ကနအူပြောပြချင်ပါတယ်အဲ့တော့ စစ်တပ်ရဲ့ပြစ်မှတ်ဟာအရခတ်တော်အီကိုအာယုံစိုက်လာပါတယ်။ဒါကိုအရခတ်တော်အီကလည်းသိရှိလိမ့်မယ်လို့ယုံကြည်သလိုအရခတ်တော်အီဘုချုပ်ထုံးမြတ်နိုင်ကိုအတေရအရှင်ရနီလန်ပေါင်းစုံနဲ့လှုပ်ချံဖို့တက်ဖြတ်ဖို့အကြံဖတ်ဖို့ကြိုးစားလာမယ့်အချိန်ရောက်လာပါပြီ။ဒါကြောင့်ဒီနေရာကနေဘုချုပ်ထုံးမြတ်နိုင်ခင်ဗျာ။ အရကတတော်အီတမူးချုပ်ဘူးကျွတ်ထမြင်နေလေကွာအရကတတော်အီတက်ဖွဲ့ဝင်တဦးချင်းတယောက်ချင်းစီတိုင်းအရကတတော်အီနဲ့ပူပေါင်းတက်ဖွဲ့ဝင်များအားလုံးတော်လိုင်းတက်ဖွဲ့ဝင်များအားလုံးအထူးသတိဝရိယနဲ့လုံခြုံရေးတတိရှိကြဖို့မေတ္တာရက်ခံတယ်လို့အရကရခိုင်လူမျိုးတိုင်းသားလူမျိုးပေါင်းစုံကလည်းငါတို့အရကတတော်အီနဲ့တော်လိုင်းတက်ပေါင်းစုတွေကိုရရင်းနဲ့စောက်ရှောက်ပြီး နှွေထွေးအားပေးကူညီပါလို့တိုက်တွန်းလိုပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့လက်ရှိတော်လှန်ရေးအခြေအနေဟာ TI ဘူဂျုတ်ခွန်မော်နဲ့ပတ်သက်ပြီးတော့လေဘူလက်လာဆွေဟာရွှေလက်နဲ့ခေါ်တော်မူလာပါနော်ကြည်စံနဲ့ခေါ်မှမလာနဲ့ဆိုပြီးတော့ဘူလက်လာဆွေလို့လွတ်တော်မှာအစိုးတင်သွင်းတဲ့အတွက် နာမည်တွင်ခဲ့တဲ့ကောင်အဲ့တော့အခတ်တတော်အီဟာစစ်ပွဲစစ်မျက်နှာထိုးစစ်တိုက်စစ်ခံစစ်ခြီစစ်ခွာစစ်ကိုနောက်တဆင့်တိုးဖို့ဆောင်ရွက်တဲ့တရင်တစ်ခုတက်လာပါတယ်အရခတ်တတော်အီအီနဲ့ချင်းတပ်ဖွဲ့တွေတွေ့ဆုံပါတယ် ULA ထိချုပ်ထားတဲ့မြို့၅မြို့ကိုလွတ်လွတ်လပ်လပ်လေပတ်တယ် ULA ပါတီခေါင်းဆောင်ပိုင်းတွေအကြီးအကဲတွေစုံစုံလင်းလင်းနှွေးနှွေးထွေးထွေးကြိုဆိုပြီးကျွန်တော်တွေးဆောင်ခဲ့ရတယ်။တင်ယူစရာတွေအများကြီးရခဲ့တယ်။တော်လိုင်းကိုဘလို့အဆင်ဆင်ကြော်ဖြတ်မလဲဘလို့တီဆောက်မလဲဘလို့အခက်ခဲတွေဖြစ်လာကလေးဆိုတော့ကိုဆွေးနွေးပြစ်ခဲ့တယ်လို့ရှင်းတပ်ဖွဲ့ခေါင်းဆောင်ဆလိုင်းရောမန်ကဒီကနေ့ထုတ်ဖို့ပြောကြားထားပါတယ်။အဲ့တော့စစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေ ဖြစ်လာနိုင်တာကိုခံမှန်းကြရဲပြင်ဆင်ထားကြတာတွေလုပ်မယ်ပူပေါင်းကြမယ်နိုင်ငံမဟာမိတ်စီးပွားရေးမဟာမိတ်ပူပေါင်းချိတ်ဆက်ဖို့တိုင်းသားလူမျိုးတချင်းချင်းအပြန်အလှန်ဖေးမကူညီဖို့တိုင်းသားလူမျိုး အားလုံးအပါဝင်ချင်းတွေလည်းခံစားလာခံစားရအောင်ချင်းတွေလည်းပါဝင်လာအောင်ချင်းတွေလည်းတိုးတက်ကြီးပွားလာအောင် ရခိုင်နေလေအဲ့လိုပဲခံစားခွင့်ရအောင်ကြီးပွားချမ်းသာခြင်းတွေတည်ငြိမ်အေဂျင့်ချင်းတွေအပြန်အလှန်ကူညီပြီး အပြန်အလှန်အကျိုးစီးပွားဖြစ်အောင်ဒါမျိုးဆွေးနွေးတွေ့ဆုံခဲ့ကြရတယ်လို့စလိုင်းကျော်မန်ကပြောပါတယ်အာခတ်တတ်တော်နဲ့ချင်းညီညောင်းနေတွေ့ဆုံကြတဲ့တည်င်းဒီကနေ့ထွက်ပေါ်လာပါတယ်အဲ့တော့တော်လန်ကြီးရဲဘော်တွေတွေ့တော့တော်လန်ကြီးအကြောင်းဆွေးနေတာပေါ့ တော်လိုင်းကြီးရဲဘော်ဆိုတော့လေစစ်ကောင်စီကိုအမြင့်ဖြတ်တိုက်ရေးဆွေးနွေးတာပေါ့အပြန်လန်ကူညီဖို့အပြန်လန်ထိုးစစ်တိုက်စစ်ခန်းစစ်ခြေစစ်ခွာစစ်ဘူဟာကြတဲ့ပူပေါင်းစစ်ပွဲတွေဆင်နွှဲဖို့ကဲဒီလိုအခြေအနေတွေရှိပါတယ်ဒီကနေ့အာကတတော် AA စစ်ဦးစီးချုပ်ကိုကျွန်တော်ထွန်းမြတ်နေအပါဝင် AA ထိပ်ပိုင်းကောင်းဆောင်နေတဲ့ချင်းညင်အောင် CB ဘွဲ့နဲ့တွေ့ဆုံတဲ့အပြန်လန်ထိုးစစ်တိုက်စစ်ခန်းစစ်ခြေစစ်ခွာစစ်တို့ကိုဆောင်ရွက်မယ် စည်ရေးနိုင်ငံရေးစီးပွားရေးတို့ကိုပူးပေါင်းဆောင်ရွက်မယ်ဒီလိုပဲကချင်နဲ့လည်းတွေ့ဆုံနေမယ်လို့ယူဆတယ်မုံနဲ့လည်းတွေ့ဆုံနေမယ်လို့ယူဆတယ်ကရင်နဲ့လည်းတွေ့ဆုံနေမယ်လို့ယူဆတယ်ဗမာတွေနဲ့လည်းတွေ့ဆုံနေမယ်လို့ယူဆပါတယ်ဗမာတတ်တော် BA ကတော့အာရခတ်တတ်တော်ရဲ့ပြုစုပြောထောက်မှုအောက်မှာထွက်ပေါ်လာတယ်အန်ယူဂျီနဲ့အာရခတ်တတ်တော် A ဆက်ဆံရေးကတော့ကျွန်တော်လည်းမသိဘူး ဲ့တော့ဘာပဲဖြစ်ဖြစ်မြေပြင်မှာတော့မကွေးမကွေးစစ်မြေနာမှာတော့အရခတ်တက်တော့အေးရဲ့ပူပေါင်းတက်တွေနဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတက်တွေနဲ့ပူးတွဲတိုက်ပွဲဝင်မှုတွေလုပ်နေတယ်ဆိုတာကိုတော့ကျွန်တော်ကြားရတယ်သိရတယ်ဂျန်နာရီကိုတော့စစ်ရေးရှုတ်ဝက်ချက်အရာသိလဲပြောလို့မရဘူးအဲ့တော့ကျွန်တော်တို့ဒီဘက်မှာတော့ဒီလိုအခြေအနေတော်လိုင်းကြီးမှာအဲ့တော့ဖက်စစ်တက်တက်မှာဘာတွေဖြစ်နေလဲ ဖတ်စစ်တဲ့ဘက်မှာတော့မျက်ရည်လေရွယ်ဖြစ်တာတွေရှိပါတယ်။အဲ့တော့လူမျက်ကြောမင်းကပြည်သူလူထုအမြောင်လင်းချက်အမားတွေ free host တွေမပေးပါနဲ့မပေးပါဘူး။ Facebook post တစ်ခုတွေးလိုက်လို့ပါ။ Facebook post တစ်ခုတွေးလို့ပြောပြချင်တာပါ။ကြီးလေးကြီးရတယ်။အဲဒါတော့ဗျာနော်အဲ့လိုတော့ Facebook post တစ်ခုမှာချက်ဖို့အမာခံပေါ့ကွာ။ချက်ဖို့ line human အမိနဲ့အဲ့တော့ချက်ဖို့အမာခံ။ တက်ခံဖွံ့ဖြိုးရေးပါတီကိုထောက်ခံတယ်စစ်တပ်ကိုထောက်ခံဆိုတော့အဲ့ဒီမှာသူ့သားဟာဗမော်စစ်မြေပြင်မှာတိုက်ပွဲဝင်နေတာအဲ့တော့တရားကြီးကဒုမဟုတ်ရဲဘော်တရားရောက်တလိုင်းရဲဘော်တရားရောက်တိတ်ဆုံးတဲ့ပုံနဲ့ဓာတ်ပုံရိုက်ထားတာကိုတင်ပြီးတော့ငါသားกว่าသူ့သားဗမော်မှာနိုင်နေတယ်ပေါ့ရေးတယ်အဲ့လိုရေးပြီးတော့ဒါပါတော့ဘေးမတီရမခပဲအမိမျိုးကိုကာကွယ်နိုင်ပါစေအဲဒါ ကလေးပုံမတင်ပါနဲ့အဲအဲ့လိုပေါ့နော်မှတ်ချက်တွေလည်းအများကြီးရှိတယ်အဲ့လိုပို့တင်ပြီးတော့ငါသားกว่าဆိုပြီးတော့အမိမြေကိုကာကွယ်နိုင်မယ်ပါညာပို့တင်ပြီးတော့နာယီပိုင်းအကြာလီမှာနာယီပိုင်းလေးမှာသူ့သားသိသွားပြီတဲ့အဲ့ပို့မှာပဲအဲ့သူ့ဝေးပို့မှာပဲပြန်တင်တယ်ဘသူမှတရင်မမေးပါနဲ့အိုးကျွန်တော်မခံစားနိုင်လို့မပြောချင်ပါဘူးဗျာလို့ဆိုတော့ဖေဘုတ်ကိုဖလိုက်ရတယ် ကိုမတ်တီမာလေးဗျာခုနကြည့်ရင်းနဲ့ပီတိဖြစ်တာဗျာမနေ့ကတော့တွေ့သေးတယ်အခုသေသွားပြီလားဟာမနေ့ကတော့ရန်သူအလောင်းပေးမှပုံနေနဲ့ဗျာကျွန်တော်တို့ဂုံယူနေတာအခုသေဗျာသေသွားပြီလားဆိုတော့24နာရီမပြေပါဘူးပြီးသူမြစ်တာစူးပါတယ်ပေပြီလေဆူတောင်းပြစ်ချက်မตาပေါ်ပြီအခုတော့သေသွားပြီဆူတောင်းပြစ်တယ်နေမကူဘူးဆိုတော့ပြီးသူလူလူရဲ့ဝင်ရောက်ရေးသားတဲ့ကောမတ်တွေကိုလည်း တွေ့ရပါတယ်ဆိုတော့အဒီအပိုင်းနေမှာဒီကျွန်တော်တို့ဗမော်တိုက်ပွဲမှာ KIA KIA နဲ့တိုက်ပွဲဖြစ်နေတဲ့အဓိကခလာရ60ခုတိုက်ရင်ဘက်မှာတိုက်ပွဲတွေရှိတယ်အခုသေသွားတဲ့ကောင်ဟာနိုင်မချားဘူးသူကဒီတော်လိုင်းရေးရဲဘော်တယောက်ရဲ့ရဲဘော်တယောက်ရဲ့သေဆုံးသွားတဲ့ဓာတ်ဘော်ဒီနဲ့ဓာတ်ပုံရိုက်ပြီးနိုင်မချားဘူးသေသွားတဲ့လူကနိုဝင်ဘာ6ရက်နေ့ ခလိုက်ရ40ကွန်တက်ရင်ဒီမှာတိုက်ပွဲအဲ့တိုက်ပွဲမှာသိသွားတဲ့ကောင်အရာရှိလို့သိရတယ်ကိုရင်းနေမှာဘမ်မော်မှာဒူယင်မှုတောက်ပြင်းထန်တန်ရာရသွားတယ်ပြောတယ်အဲ့ဒီကောင်ပဲဖြစ်ရမယ်40ကွန်တက်ရင်ဘက်မှာငါတို့ drone ပုံစံမိသွားတာသိပြီထင်တာပဲလို့ကချင်ဘက်ကပြောပါတယ်အဲ့တော့ဒီနေ့ဘမော်တိုက်ပွဲဟာဆိုရင်တစ်နှစ်ပြည့်ကန်ဒီအခြေအနေကိုအားလုံးသိပြီးဒါလည်းဖြစ်ပါတယ် အဲ့တော့တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့စုစည်းညီညွတ်နိုင်ဖို့တိုင်းရင်းသားတော်လှန်ရေးတပ်တွေတပ်ပေါင်းစုဝင်ရိုးတစ်ခုဗမာတပ်တွေတပ်ပေါင်းစုဝင်ရိုးတစ်ခုပြည်သူတပ်ပေါင်းစုဝင်ရိုး၃ခုနဲ့တော်လှန်ရေးကိုမောင်းနေနိုင်ရင်မင်းအောင်လှိုင်ကိုလွန်ခဲ့သောနှစ်တွေကလုံနိုင်ရင်ပေါ့ဗျာမင်းအောင်လှိုင်အခုဆိုရင်ကျွန်တော်တို့အိမ်ခေါ်အဝိရှော်ခိုင်းလို့ရနေပြီခွေးကတက်ကိုပို့လို့ရနေပြီဒါပေမဲ့တော်လှန်ရေးတည့်ရဲ့စစ်ပွဲတစ်ခုဆိုတာလူမျက်ကြော်ဗီဒီယိုထိုင်ပြောနေတာလို့တော့မလွယ်ဘူးဒါအမှန်တိုင်းပဲ စူးစီးဖို့ညှဉ်းညွတ်ဖို့အခက်အခဲတွေညှိနှိုင်းရတာတွေအများပြားရှိတယ်။အဲ့ဒါမှထပ်ပြီးတော့ညှိနှိုင်းရတာတို့တွေ့ဆုံရတာထုတ်ထက်လက်ရှိဖွဲ့စည်းတစ်ခုရဲ့အကျိုးစီးပွားအဖွဲ့စည်းတစ်ခုရဲ့မူဝါဒတွေညီပြင်းအနေအထားတွေရှုပ်ထွေးမှုတွေလည်းအများပြားကြုံတွေ့ကြရမှာဖြစ်တယ်။ဒါကြောင့်မို့အချိန်နေတဲ့အချိန်ခါလိုက်ရောအချိန်နေတဲ့အချိန်ခါရဲ့တောင်းဆိုမှု တခါတလေကြရင်အနာမပေါက်ခင်စီးထဲလို့မရဘူးစီးစရာတယောက်ကအနာမပေါက်ခင်ဒီလက်မှာအနာပေါက်မယ်ဆိုတာ तू ကစီးပညာအရမြင်နေတယ်ဟာဒီနေရာမှာပြင်းထန်တဲ့အနာကြီးတစ်ခုပေါက်တော့ဟေ့ောမင်းအနာပေါက်တော့မယ်စေးလိစေးလိဆိုတော့အနာကမပေါက်သေးဘူးစေးကြိုလိန်ခိုင်းရင်အစဲခံရတယ်တခါတလေကျွန်တော်တို့လည်းဒီတိုင်းပဲအဲ့တော့အနာပေါက်မှစေးပေးပါအဲ့တော့အခုဆိုရင် အချီနီတွေကတောင်းဆိုလာပြီကာလဒေတာလူပုဂ္ဂိုလ်ပယောကအချီနီအချိန်ခါကိုကြာရောက်လာပြီဖြစ်တဲ့အတွက်အဲ့ဒီတပေါင်းစုကမစုခြင်းလဲစုကိုစုရတော့မှမစုခြင်းရင်တော်လိုင်းရှုံးပဲမစုမဲ့သူတွေတော်လိုင်းကထွက်သွားပါပြင်မှန်းပါလေဒီတပေါင်းမစုရင်တပေါင်းစုနဲ့မတိုက်နိုင်ရင်တော်လိုင်းမနိုင်ဘူးရှင်းတယ်တပေါင်းစုမှနိုင်တယ်ဒါကိုလေတော်တော်များများ အားလုံးအခုတိလာကြပါပြီအဲ့တော့နိုင်ကျင်တဲ့စိတ်ရှိတဲ့အတွက်တပ်ပေါင်းတွေစုကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒိုင်းသာတပ်ပေါင်းစုပမ္ပါတပ်ပေါင်းစုပြည်သူတပ်ပေါင်းစုဝင်ရိုးတုံရနဲ့ဖက်စစ်တပ်ကိုအမြင့်ဖြတ်နိုင်ဖို့စူးစမ်းပေးပါစုစည်းပေးပါညီညွတ်ပေးပါလို့ပြည်သူလူထုကိုစားကျွန်တော်မြစ်တာရက်ခံလိုပါတယ်ဒီကနေ့ဒီကိချိန်မှာတချို့တော်လန်ကြီးပြီးသွားပြီလို့ပြောလာကြတယ်တော်လန်ကြီးကတော်လန်ကြီးကပြီးသွားပါပြီ ဟုတ်လားတော်လိုင်းကြီးပြီးမပြီးတော့မသိဘူးဒီကနေ့တော့ဂျိုးဝင်ကောက်ပါထွက်စော်ပါတယ်ဘကူဝေါ်မှာထွက်စော်ပါတယ်နော်ဒီလိုအခြေအနေတွေတော့တွေ့ရပါတယ်ဘကူတိုင်းဝေါ်မြေကျိုးတိုက်နေရက်စကန်ကနယ်ရင်းတကောင်တိတ်ရင်းစိုးနဲ့တွေ့ပါတယ်ဇင်မင်းသူမနက်9:00နာရီမြေကျိုးစေးတဲ့လာတယ်တနက်နဲ့၄ချက်ပြစ်လိုက်တယ်တွေ့သွားတယ် PDF သတင်းတွေထောင်လိုက်ပြီးစစ်တပ်ကိုသတင်းပေးနေတဲ့ကောင်ပြည်သူတွေကိုအကြောင်းမဲ့နှိပ်စက် ချိန်နှက်နေတဲ့ကောင်ငွေညှစ်နေတဲ့ကောင်ဆိုင်ကလေးကိုမတရားဖမ်းတဲ့ကောင်ရွာမှာစစ်တပ်နဲ့ပေါင်းပြီးလောင်းကစားအဝိုင်းတွေဖွင့်စက်ကြီးကောက်နေတဲ့ကောင်ရှင်းတယ်ဝေါ်ပြည်သူကဝေးတက်ဖွဲ့ရှင်းလိုက်ပါတယ်နောက်တယောက်ပကိုးတိုင်းတာယာဝတီဂျိုးပင်ကောင်ကံကြီးကုန်းကဂွေကောင်းပင်ကြွာနေတဲ့ပြည်သူစစ်ကောင်းသားဝင်းအောင်စေရင်စက်တလာ2025မနက်6နာရီအုပ်ဖို့ရောက်ပျောက်ကြားတက်ဖွဲ့ရှင်းပါတယ် ်ဝင်းအောင်ကစစ်တနန်းတက်တာတယ်တော်လိုင်းတက်တဲ့ရဲ့တရင်တွေကိုထောင်လန်းပြီးတော့စစ်တပ်ကိုပေးတယ်စစ်မှုထမ်းစက်ကြီးကောက်တဲ့ဓမြတိုက်တယ်လူငယ်တွေကိုစစ်ခွေးတွေနဲ့အတူပေါင်းပြီးပေါ်တာဆွဲတယ်စစ်ကြောင်းတွေကိုလမ်းပြနေတဲ့ကောင်အဲ့တွက်ရှင်းပါတယ်ထတ်လို့တဲ့ကောင်ထတ်ရှင်းပါမယ်အဲ့တော့တော်လိုင်းပြီးတော့ပြီလိုင်းတဲ့ဘုံနဲ့ပြောရင်တော့တော်လိုင်းပထမလိုင်းတော့ပြီးသွားပြီဗျာ ဲ့တော့မဝေးတဲ့အတိတ်ကိုနည်းနည်းခြေရခံကြည့်အောင်ပထမလိုင်းမှာမာလာနဲ့ဆရာသာတိန်စစ်အုပ်စုတစ်ခုလုံးစီဒီအန်နဲ့တပိတ်လုံရှားမှုတွေနဲ့လက်နက်ကင်တော်လန်ရေးနဲ့ NUG NUC ဘာညာဖူးပွဲမှုတွေအဖွင့်လူမှုပါဝင်မှုအများဆုံးအခြေအနေကြီးလူမှုထောက်ခုမှုအမြင့်ဆုံးအခြေအနေကြီးတော်လန်ရေးရဲ့ပောက်ကွဲမှု ပြင်းထန်ဆုံးအခြေအနေကြီးကိုတော့ကျွန်တော်တို့ပြီးသွားပါအဲ့ဒါပြီးသွားပါ ထမလိုက်မှာတပိတ်တွေအများကြီးပေါ်ခဲ့တယ်။လက်နက်ကင်တိုက်ပွဲတွေလက်လုံတွေနဲ့စခဲ့တယ်။ဖောက်ပန့်ကူညီတဲ့ပြည်သူတွေကတတိုင်းမျိုးလုံးကြီးပါ all of them ထားနေတယ်။ရှမ်းပုံငွေတွေအင်းလိုက်အားလိုက်ထည့်ကြတယ်။စီလုံးခဲ့ကြတယ်ညီညွတ်ခဲ့ကြတယ်ခိုင်မာခဲ့ကြတယ်။နေရာမရှိဘူးလုတ်ပိုင်ခွင့်မရှိဘူးကိုကြိုးမရှိဘူးအဖွဲ့အစည်းအကျိုးစီးပွားမရှိဘူး။ဒေတာရင်းပျောက်ကြားစစ်တွေအီယာကိုနေမြေသိမ်းစစ်တွေအားကောင်းပေါင်းတန်နေဖြစ်ခဲ့တယ်။ပထမလိုက်မှာ ကျွန်တော်တို့ PDF ရဲဘော်တွေစော်စောက်ရမ်းကြည့်နေတယ်ပထမပိုင်းမှာလက်နက်ခဲရင်မရှိဘူးအားနေတယ်စစ်ပညာစည်ရေးတွေ့ကြုံနှုတ်နေတယ်သေစရာအသက်တွေ ပေါ်ပြီးတစ်စရာတနက်တွေရှားခဲ့တယ်ဒီအခြေအနေတွေတော်လိုင်းကြီးငားနဲ့ခီးဖြတ်တန်းအပြီးမှာရက်တက်သွားတယ်ဒုတိယအလိုက်ဘော်တွန်းအပ်နဲ့ပြန်ဖွင့်လာတယ်လို့နိုင်ငံတုံးသက်သူတွေကပြောတယ် စိန်ခေါ်မှုအစ်စ်တွေနဲ့ပြည့်ညက်နေတယ်။စစ်တပ်ရဲ့ပိုက်စိတ်တိုင်းမှုအညှိုးနဲ့ဖိနှိပ်မှုတွေအောက်မှာပြည်သူလူထုရဲ့ထောက်ခံပါဝင်မှုအခြေအနေဟာပုံစံတမျိုးနဲ့ငုံရှိုးသွားခဲ့တယ်လို့မြင်ရတယ်။တချို့လူတွေလမ်းကြောင်းလွဲသွားတယ်။တချို့လူတွေကိုယ့်မူနဲ့ကိုယ်ကိုယ်ယုံကြည်ခြင်းနဲ့ကိုယ်ရှင်းတန်နေတယ်။အဖွဲတွေအများကြီးတပ်ဖွဲ့တွေတလေကြီး ပထမလိုင်းမှာစစ်ပညာစည်ရေးတွေ့ကြုံနုနယ်ခဲ့ပေမဲ့ဒုတိယလိုင်းမှာစည်ရေးတွေ့ကြုံတွေစစ်ပညာတွေအထိုက်လျောက်ရှိလာသလိုစည်ရေးရပုတ်တိုက်မှုပြဿနာတွေနေမြီပြဿနာတွေအခွန်ကောက်ပြဿနာတွေအများကြီးဖြစ်လာတယ်။အဲ့ဒီဒုတိယလိုင်းမှာရံမုံငွေရဖို့တော်တော်ယုံကန်နေရပြီ။မောင်းမြန်နေအပုံလိုက်ရှိတဲ့နေရာတွေအများကြီးပဲ။ဒါမဲ့တနက်ပြစ်ပြီးလက်ညိုးကွေးမဲ့ရဲဘော်တွေတော့ရှားလာပြီ ဲ့ဒီဒုတိယလိုင်းမှာပဲစော်ကြည့်ခဲ့တဲ့ PDF ရေပေါ်တွေတချို့ဟာစော်ပစ်မှာဆိုးလို့တော်လိုင်းကြီးကိုကြောခိုင်းလိုက်ကြတယ်အချောအကြောင်းကြောင်းကြောင်းတော်လိုင်းကြီးကိုကြောခိုင်းသွားကြတဲ့လူတွေအများကြီးရှိတယ်ဒုတိယလိုင်းမှာနိုင်ငံရေးရနိုင်ငံရေးစုဖွဲ့မှုတိုင်းနဲ့ပြည်နယ်တွေမှာတိုင်းနဲ့ပြည်နယ်၁၄ခုလုံးနီးပါးမှာ NUG CRPH အပါအဝင် NLD ပါတီတွေက တိုင်းအစိုးရယူနစ်တွေဆိုပြီးဖွဲ့နေကြတယ်။ဒါပေမဲ့ပြည်သူလူထုကစိတ်ကိုမဝင်စားဘူး။ဒုတိယလိုင်းမှာတိုင်းသားဤအောင်တွေက DNL MNDA တို့အပြစ်ရကြပြီးနောက်ဆုံးကြတယ်။အညာမှာတော့အထွေထွေကြက်တဲနေပြီးစာဝင်နေရေးကုံစင်းတို့ကအစကုံစီလမ်းကြောင်းတွေအကုန်ပိတ်ဆို့ခံရပြီးတချို့တက်တွေကိုယ့်ဘာသာကိုအပြစ်ရနေကြတယ်။ ထမလိုင်းရဲ့စီမျောမှုနဲ့ပါလာတဲ့သူတွေလည်းဒုတိယလိုင်းမှာတောင့်တနေတာတွေ့ရတယ်။အဲ့တော့ပထမလိုင်းမှာမတရားစစ်အာဏာသိမ်းလို့တော်လှန်ကြတယ်။လူလူကောင်းဆောင်ကိုမတရားဖမ်းလို့တော်လှန်ကြတယ်။ငြင်းချမ်းစွာဆန္ဒပြတဲ့ပြည်သူကိုမတရားတတ်လို့တော်လှန်ကြတယ်။ပြည်သူပိုင်းအသက်အိုးအိမ်စီးစင်တွေကိုရရဲဖြဲဖြဲဖြည့်ဆည်းလို့တော်လှန်ကြတယ်။အထွေထွေမချေနှက်မှုတွေကြောင့်တော်လှန်ရေးကို ပြည်မလူငယ်အများစုနဲ့လိုင်းထံခဲ့တဲ့ပထမလိုင်းကျွန်တော်ခုနတင်ပြခဲ့တဲ့ဒုတိယလိုင်းရဲ့ကြက်တဲမှုတွေကိုရောဘာနဲ့ကျွန်တော်တို့စော့ဩကြမလဲနိဗ္ဗာန်စော့ဘလို့လုပ်မလဲဒုတိယလိုင်းမှာအတွေးခေါ်လိုလာပြီယုံကြည်ချက်လိုလာပြီအရင်တုန်းကလို့ပထမလိုင်းတုန်းကလို့ပြည်သူလူထုတခဲနဲ့ပါဝင်ပြည်သူလူထုက ရမုံငွေတွေအများကြီးတောင်းပန် sorry ကြည်ဆိုတဲ့အခြေအနေမျိုးတော့မဟုတ်တော့ဒုတိယလိုင်းရဲ့အတွေးခေါ်ကဘာဖြစ်နိုင်တယ်ဒုတိယလိုင်းမှာဥဆောင်နိုင်မဲ့တော်လိုင်းကိုပြန်လဲမောင်းနေနိုင်ဖို့ဝင်ရိုးတွေတပ်ပေါင်းစုဝင်ရိုးတွေဖြစ်လာဖို့ဘသူကတိုက်တွန်းစော်အော်စူးစီးဆောင်ရွက်မလဲကောင်းဆောင်ဘသူလဲပြည်သူလူထုပြည်သူလူထုဆိုပြီးတော့ဗဇက်ကတဖွားဖွား ပြောနေပြီမဲ့အဲ့ဒီပြည်သူလူဆိုတဲ့လူတွေကိုဒုတယ်တရဖြစ်အောင်စုနိုင်ဖို့လိုတယ်တော်လာကြီးကတက်တက်ပြည်သူကတက်တက်ဖြစ်နေတော့ဒုတိယလိုင်းဟာဒူးနဲ့မျက်ရည်တော့ရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့စိန်ခေါ်မှုအစ်စ်တွေစနေပါပြီဘလို့တိုက်ပွဲ ဘလို့စူသီးမှုမယ်လုံမလဲဆိုတဲ့အဖြေတွေကျွန်တော်ပြောရတဲ့မှာပါသွားပါပြီ။ဒဲလုံစာတစ်ခုထပ်ပေးခဲ့ပါမယ်။ဝင်ရိုး၃ရက်နဲ့ညညမှုနိဗ္ဗာန်တိုက်ပွဲနဲ့ကျွန်တော်တို့အောင်လို့စိတ်ဒီသူနဲ့တော်လိုင်းတသားတဲ့ဖြစ်မဲ့လူလူစီရွေးပုံတတ တင်းလုံစားပြီးပြီးခဲ့ပါတယ်ကျွန်တော်ပြောတဲ့ပထမလိုင်းဒုတိယလိုင်းသုံးသပ်မှုပုံစံနဲ့လက်ရှိအရောက်တက်တော်အေဆောင်ရွက်နေတဲ့ပုံစံ KIA ဆောင်ရွက်နေတဲ့ပုံစံ NUG ဆောင်ရွက်နေတဲ့ပုံစံအခြားတော်လိုင်းတက်တွေဆောင်ရွက်နေတဲ့ပုံစံကိုပေရန်လေးတပွဲတိုင်းတာပြီးစစ်တမ်းထောက်ကကောမမရေးထားပေးခဲ့ပါဗျာယေရှုတမန်